ီနေ့တော့သုံးသိန်းဝန်းကျင်ဆိုတဲ့ဈေးထဲမှာစိတ်ဝင်စားဖို့ကောင်းတဲ့ entry level ဖုန်းအစ်စ်လေးတွေအကြောင်းပြောပြပေးပါ။ဘာဖုန်းလေးလဲဆိုတော့ Nubia အစ်စ်ထွက်လာတဲ့ A36 ရဲ့ Nubia A56 ဆိုတဲ့ဖုန်းလေးရေပေါ့နော်။ဆိုတော့ဈေးလေးတွေကစပြောမှာဆိုရင်ဒီ A36 ရဲ့ဈေးနှုန်းလေးက2,9900ကျပ် ဒီ A56 ရဲ့ဈေးနှုန်းလေးကတော့3,199ကျပ်လို့သိရတယ်ပေါ့နော်။ဆိုတော့ဈေးလေးတွေကတကယ်ကို entry level ဖုန်းထဲမှာမှာတော်တော်လေး affordable ဖြစ်တဲ့ price ထဲမှာပါတယ်။ design မှာအစားပြောမှာဆိုရင်ဒီ Nubia ရဲ့ A36 မှာ Nebula Black ရဲ့ Aqua Green နဲ့ Titanium Gold ဆိုပြီးတော့တွန်းအောင်လာမယ်။အဲဒီထဲမှာကျွန်တော်ဒီကို Aqua Green နဲ့ဒီ Titanium 9ဆိုပြီးတော့နှစ်အောင်တော့ရောက်ထားပြီပေါ့နော်အကွာ green ကတော့အစိမ်းအောင်ဆိုပေမဲ့ခန်းတုနုအစိမ်းအောင်ပေါ်မှာ glossy back design ရဲ့ငွေမုံပတန်ပပလေးတွေသူထည့်ပေးထားတယ်ဒီ Titanium 9အရောင်လေးကြတော့ personally ကျွန်တော်နည်းနည်းလေးပို့သဘောကျရပေါ့နော်သူလည်းငွေမုံပတန်လေးတွေပါတယ်ပြီးတော့ဒီအပေါ်ဘက်အပြည့်ကို rectangle ပုံစံကင်မရာလေးအောင်ထည့်ပေးထားတယ်အဲ့ကင်မရာလေးအောင်ထဲမှာမှာ dual camera ရဲ့နောက်ပြီး flash ရဲ့နောက်ပြီးဒီ super AI camera ဆိုတဲ့စာလေးကိုသူထည့်ပေးထားတယ်ဒီ Nubia logo ကတော့သူအောက်မှာပဲသူတုံးပေးထားတယ် ပြီးတော့ဒီ new bia a50 စစ်မှာကြတော့သူက slash black ကနောက်ပြီးတော့ floating go ရယ်ဆိုပြီးတော့နှင်းအောင်လာမယ်ကျွန်တော်လက်ထက်မှာ floating go ဆိုတဲ့အယောင်လေးရောက်ထားရပါတော့။သူလဲ go ဆိုပြီးတော့ဒီရွှေအောင်အရင်ဘတ်တို့အဝါအောင်အရင်ဘတ်တို့မျိုးသွားထားမှာဟုတ်ပဲနဲ့ ဒီနည်းနည်းဘယ်လိုပြောမလဲ grade ဖြစ်တဲ့ဘက်ကိုနည်းနည်းပိုရောက်တယ်ပေါ့နော်ကြီးရတဲ့ look မှာသူကနည်းနည်းပိုတည်ငိမ့်တယ်ပြီးတော့သူ့မှာလည်းငွေမုံပတ်တန်လေးတွေလည်းပါလာသေးတယ်ပြီးတော့သူ့ရဲ့ကင်မရာလေးရောက်ဒီဇိုင်းကြတော့ခုန Nubia A36 နဲ့မတူတော့ဘူးသူက square shape ကိုမှဘေးဘက်မှာငွေအောင်ဘောင်ကုတ်ပေးထားတယ်အဲ့ငွေအောင်ဘောင်ပေါ်မှာ matrix AI ကင်မရာဆိုတဲ့စာလေးကိုသူထည့်ပေးထားတယ်ပေါ့နော်ပြီးတော့ dual camera ရဲ့ flash ရဲ့ပါမယ်ပြီးတော့အပေါ်မှာ AI ဆိုတဲ့စာလေးလည်းသူထည့်ပေးထားတယ်ပြီးတော့ phone ရဲ့ output မှာ USB type C ပေါက်ပါလာမယ် speaker ပေါက်ပါလာမယ်ကျွန်တော်တို့3.5 mm audio jack ပေါက်ပါလာမယ် ပြီးတော့သဘောကျတဲ့အချက်ကဘေးဘက်မှာ power button ကိုအနီရောင်လေးတုံးပေးထားတာကိုသဘောကျရပါတော့။တခုရှိရာဒီ Nubia A36 မှာကျတော့ fingerprint မပါလာတော့ဘူး။အဲ့ဒီစားသူ face and lock ကိုပဲတုံးလို့ရမယ်။ဒီ Nubia A56 မှာကျတော့ face and lock ကို fingerprint ကိုတုံးလို့ရမယ်။ ပြည့်ဒီဖုန်းတွေက entry level ဖုန်းတွေဆိုတော့အရှိတ်ဘက် display မှာ water drop notch နဲ့ပဲလာမယ်။ဒါအောင်မှ bevel bezel နဲ့ချင်းနေရလဲ။နည်းနည်းထူရတဲ့အထက်မှာတော့ပါတယ်။ပြည့်ဖုန်းနှလုံးလုံးရဲ့ display ကအတူတူပဲ။ display size က6.75 inch ဆိုတော့ခက်ကြီးကြီး display ထဲမှာပါရပါတော့။ဒါအောင်မှ resolution က HD+ resolution နဲ့ပဲ high refresh အနေနဲ့ဆိုရင် 90Hz ပါလောက်မယ်။ဆိုတော့သုံးသိမ်းမပြည့်စေတဲ့အခုမှာသူ့ရဲ့ display လေးတွေကမစိုးဘူးပေါ့နော်။ပြည့် entry level ဖုန်းဖြစ်တယ်ဆိုပေမဲ့လည်း color တွေကမွဲချောချောဖြစ်နေရမျိုးလည်းမရှိတော့ဘူး။အဓိကတော့ဒီလိုမျိုးသုံးသိမ်းဝန်းကျင်ဆိုတဲ့ဇီတန်းတစ်ခုမှာ display size ကိုခက်ကြီးကြီးလေးလုပ် ပေးလိုက်တဲ့အခါကျတော့လူကြီးတွေ ပေးသုံးမယ်ဆိုရင်လည်းအဆင်ပြေတဲ့ဘက်ကိုသွားထားရပါတော့။ဆိုတော့သူ့ဈေးတန်းဝင်ချိန်မှာသူ့ရဲ့ display ကကွန်ပလိတ်တက်နေစရာတော့မရှိနေဘူးပေါ့နော်။ပြီး performance ပိုင်း ီဖုန်းနှလုံးစလုံးမှာ UNISOC ရဲ့ D7200 chip ကိုသုံးပေးထားတယ်။ RAM က 4GB ကိုမှကျွန်တော် virtual RAM 8GB ထပ်ပေါင်းလို့ရမယ်။နောက် storage အနေနဲ့ဆိုရင်ဒီ A36 မှာကြတော့ 64GB ပါလာမယ်။ဒီ A50 စစ်မှာကြတော့အဲ 128GB ပါလာမယ်။ဆိုတော့ entry level ဖုန်းတွေဖြစ်တာနဲ့အညီကျွန်တော်တို့ game software တို့နောက်ပြီး performance တန်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 သုံးဖို့ထုတ်တဲ့ဆိုင် daily social media app တွေ entertainment အပိုင်းတွေမှာသုံးတာပို့ပြီးတော့တင့်တော်မှာပေါ့နော်။ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့ချက်ကဒီဖုန်းနှလုံးစလုံးကကျွန်တော်တို့50 max smooth experience ကို HDR set up ဖိုင်းဖြစ်ထားရဲ။ဆိုလိုချင်တာကဒါပေါင်း90ထိသုံးပြီးရဲ့အချိန် ိန်မှာ performance က smooth ဖြစ်နေမယ်ဆိုတဲ့သဘောတခြား software ဘက်မှာဆိုရင်ကျွန်တော် Android 15ကိုအခြေခံတဲ့ UBI MIOS 15နဲ့လာမယ်ဆိုတော့ Android ဘက်မှာလည်းကျွန်တော်နောက်ဆုံးသုံးထားတဲ့ Android ကိုစပြီးသုံးရမယ် MIOS ကတော့သုံးရတာရှင်းရှင်းလင်းလင်းပဲ setting ဘက်နေမှာတတ်တတ်ရရနဲ့သုံးလို့လွယ်တဲ့ဘက်ကိုဦးစားပေးပြီးတော့သွားထားတယ်ပြီးတော့ camera ဘက်မှာတော့ဒီဖုန်းနှလုံးကမတူတော့ဘူး A30 စစ်မှာ dual camera setup ဒီ A50 စစ်မှာကျတော့ triple camera setup နဲ့လာမယ် မိန်းဆန်စာတော့နှလုံးစလုံးမှာအတူတူပဲဒါမှမဟုတ် A50 ဆက်မှာအကူဆန်စာတစ်လုံးပို့ပါလာတဲ့သဘောပေါ့နော်ပြီးတော့ကင်မရာဖီချာစင်အနေနဲ့ဆိုရင်ကျွန်တော်မိုနိုကလာတိုင်းလီးပန်နိုရမာပရိုမူ AI ကင်မရာပေါ်ထရိတ်စတဲ့ဖီချာစင်ပါလာမယ်တခုပဲကြွားသွားတာဒီ A50 ဆက်မှာနိုင်မှုပါလာတယ်ဒီ A30 ဆက်မှာကျတော့ကျွန်တော်နိုင်မှုမပါလာဘူးဆိုတော့ကျွန်တော်စိုင်းရိုက်ထားတဲ့ပုံလေးတစ်ချက်ကြည့်လိုက်အောင် တခြားဘိုင်းတွေမှာဆိုရင်တော့ဒီဖုန်းနှလုံးဆောင်ကအတူတူပဲ mono speaker အတန်ခက်ကြဲကြဲနဲ့ပဲနောက် battery bank မှာဆိုရင်5000 mAh ပေါ့နော်ဆိုတော့ပါတဲ့ပါထိုက်တဲ့လောက်ပါလာတယ်ဒါမှမဟုတ်အပြန့်သွင်းဖို့အတွက်ကတန်းဝက်နေပဲအဲဒီနေရာမှာတော့ကျွန်တော် 18W လောက်နေဆိုရင်နည်းနည်းလေးပိုအဆင်ပြေမှာပေါ့နော်ဆိုတော့အခုဗီဒီယိုက Nubia အသစ်ထွက်လာတဲ့ A36 နဲ့ A50 စအကြောင်းပြောပြလိုက်တာပေါ့နော်ဆိုတော့ဒီဖုန်းနှလုံးဆောင်က entry level ဖုန်းတွေဖြစ်တဲ့အလျောက်တချို့နေရာလေးတွေမှာ လိုအပ်နေရလေးရှိရဆိုပေမဲ့ကျွန်တော်ခုချိန်ငွေဈေးနဲ့ဗျာ3သိန်းဝန်းကျင်ဆိုတဲ့ဈေးတန်းမှာပေါ့ပေါ့ပပဖုန်းလေးရရှာနေရပဲဖြစ်ဖြစ်ဒါမှမဟုတ်ကလူကြီးတွေအတွက်ဝယ်ပေးဖို့ဖုန်းရှာနေရပဲဖြစ်ဖြစ်ထည့်စင်းစားလို့ရတဲ့ဖုန်းလေးတွေလို့ပဲပြောရင်အဆုံးထိကြည့်ပေးအတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာ